reject အလုပ်ခံရတဲ့အတွက်ကျမကတော့အရန်ကိုဝမ်းနေနေပါတယ်အဲ့လိုဝမ်းမနေအောင်ဘယ်လိုလုပ်ရမလဲစီးပွားရေးတစ်ခုတော့လှုပ်ချင်ပါတယ်မလှုပ်တတ်လို့ဘယ်လိုလုပ်ရမလဲအစင်စင်ပြောပြပေးပါတကယ် smart ဖြစ်တဲ့သူတွေကမေးခွန်းကိုအဲ့လိုမမေးပါဘူးအငင်းခံရတဲ့အတွက်တော်တော်မှကိုတိမ်ငယ်မှုခံစားနေရပါတယ်အကယ်၍အမစီမှာလည်းဒီလိုအတွေ့အကြုံမျိုးတစ်ချိန်ချိန်ကရှိခဲ့ဘူးတဲ့ဆိုရင်ဒီတိမ်ငယ်တဲ့စိတ်ကို ဘလို့ကင်တွယ်ရမလဲအချက်တစ်ခုလောက်ပဲဖြစ်ဖြစ်အကြံပေးစီလိုပါတယ်အဓိကကျမရဲ့ပြဿနာကအငင်းခံလိုက်ရတဲ့အတွက်ကိုကတော်တော်လေးမှအသုံးမကျဘူးဆိုတော့တိမ်ငယ်မှုမျိုးခံစားနေရတာပါဒီလိုမျိုးမိကုန်းကိုတိတိကျကျမေးတဲ့အခါအမေးခံရတဲ့သူအနေနဲ့ပို့ပြီးတော့ empathy လို့ခေါ်တဲ့ကိုချင်းစာတရားကိုခံစားရတဲ့အတွက်ကြောင့်မလို့ကိုကိုကိုလိုအပ်တဲ့အဖြေပေးလာဖို့ရာခိုင်နှုန်းပုံများပါတယ်ဒုတိယမိကုန်းမှဆိုရင်လည်း web developing company တခုတော့လုပ်ချင်တယ် web development လည်းလုပ်တတ်တယ်ဒါပေမဲ့ company မထောင်တတ်ဘူးလုပ်ငန်းကိုဘယ်အစားလုပ်ရမှန်းမသိလို့အစဉ်အဆက်ပြောပြပေးပါလားဒီလိုမေးရင်အဖြေကိုရဖို့ chance ကနည်းပါတယ် web development company လေးတခုဝန်ထမ်း၄၅ရောက်နဲ့စပြီးတော့ထောင်ကျင်တယ်ဒါ ਉਹ ဘလို့ achieve ဖြစ်အောင်လုပ်ရမလဲဆိုတဲ့အစီအစဉ်လေးလည်းရှိပါတယ်အဲ့ဒီအစီအစဉ်တွေကအချက်၁နှစ်၃ကိုတော့လုပ်ပြီးပါပြီဒါမဲ့အချက်နံပါတ်၄ကိုလုပ်ဖို့အတွက်တော့ကျွန်တော်မှာအတွေ့အကြုံမရှိတဲ့အတွက် အတွေ့အကြုံရှိတဲ့အကိုကိုချင်ကတ်တာပါတခခုမျှဝေပေးလို့ရတာရှိရဆိုရင်မျှဝေပေးဖို့ကျွန်တော်က request လုပ်ပါတယ်ဒါမှမဟုတ် guideline တခခုပေးစီခြင်းပါတယ်သူများစီကသင်ယူခြင်းနဲ့အကြံတခခုလိုခြင်းနဲ့ဆိုတဲ့အခါတစ်ဖက်လူသင်ပေးခြင်းလာအောင်ပေးခြင်းလာအောင်တောင်းတရပါတယ်ကိုပြဿနာအဆအဆုံးကို ကိုတော်မအချိန်ပေးပြီးခေါင်းမစားခဲ့ပဲနဲ့ရော့အင်ကိုရှုပ်ထုပ်ဖြီးပေးပါလို့ပြောရင်ဘသူမှအချိန်ပေးပြီးတော့ကိုပြဒနာကိုဖြီးပြီးတော့ဖြေပေးမှာမဟုတ်ပါဘူး။ကိုပြက်တနာအတွက်ကိုရဲ့မိကွန်းအတွက်ကိုလက်တက်နိုင်သမျှခေါင်းစားခဲ့ပြီးပြီးကိုလောက်ရမယ့်အလုပ်ကိုလုပ်ခဲ့ပြီးပြီးအဲ့ဒီထဲကမှဒီအချက်ကလေးတစ်ချက်ကတော့အခုမိကွန်းမေးခံရသူရဲ့အတွေ့အကြုံနဲ့ပြညာကြောင့်မို့လို့ သူ့ကိုသူ့တဘာကြောင့်ချင်းကတ်တာပါလို့ပြောရင်တစ်ဖက်ကလည်းသူ့ကိုသူ feeling ပိုကောင်းတဲ့အတွက်ကြောင့်မလို့ကိုယ့်ကိုပို့ပြီးတော့ကူညီပေးနိုင်ခြင်းရှိပါတယ်။ကျမတို့သတိရရမှာကလောကမှာဘယ်သူမှကျမတို့ရဲ့ပြဿနာကိုလာပြီးတော့ကူဖြေရှင်းပေးဖို့ကျမတို့မသိတာတွေကိုသူတို့အချိန်တွေအင်အားတွေကိုပေးပြီးတော့စေတနာနဲ့လာသင်ပေးဖို့အတွက်ဘယ်သူမှမတာဝန်မရှိပါဘူး။အရွယ်ရောက်ပြီးသူတွေအားလုံးအတွက်ကိုပြတနာကကိုဟာကိုဖြည့်ရှင်းရတာဖြစ်ပါတယ်ကိုဟာကိုခေါင်းစားရတာဖြစ်ပါတယ် ဒီလို AI ခက်ကြီးထဲမှာဒါ우မလောက်တက်လို့ဘလို့လောက်ရမလဲဆိုတဲ့မေးခွန်းမျိုးလောက်ကိုတော့ Google မှာပဲဖြစ်ဖြစ် ChatGPT တို့ Deep Seek တို့မှာပဲဖြစ်ဖြစ် How to လို့အစစလုံးနဲ့ရှာကြည့်ရင်ဘသူ့မှာမမေးဘဲနဲ့အဖြေရနိုင်ပါတယ်။သူများစီကအဖြေလိုချင်တဲ့အခါတော့အခုအပေါ်မှာပြောထားတဲ့နီလန့်နေလိုမျိုး Smart ဖြစ်ဖြစ်မေးခွန်းထုတ်တက်ဖို့လိုပါတယ်။စကားပြော